ပင်လယ်ပြင်တွင်ဖြစ်ပေါ်နိုင်သည့်ထူးခြားသောမိုးလေဝသအခြေအနေမေလ9ရက်နေ့မှ မေ16ရက်9ရက်အတွင်းဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းပင်လယ်ပြင်မှာလေပြင်းအားနည်းရဝန်းဖြစ်ပေါ်နိုင်မည့်အခြေအနေရှိနေစေဖြစ်ပြီးမေလ18၁9ရက်နေ့များတွင် အားကောင်းသောလေပြင်းအားနည်းရဝန်းဖြစ်လာနိုင်ကြောင်း Eclipse Chart This morning update မှာ ကပလီပင်လယ်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့်ထိဆက်နေသော အေယဝရီအနောက်ဘက်ကံယူရန်မြို့ဝကျုံပေါ်ကံယူရန်အနီးတွင် မေလ16ရက်နေ့အထိဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြေ30ရှိနေကြောင်း ကြိုတင်ခန့်မှန်းချက်များထွက်ထားသည်ကို တွေ့ရပါသည်။ထူးခြားသောမိုးလေဝသအခြေအနေဖြစ်လာပြီးလျှင်မိုးရွာသွန်းနိုင်သည့်အခြေအနေများမေလ9ရက်မှစတင်၍မေလ10ရက်အထိတနင်္လာရီတိုင်းနှင့်မွန်ပြည်နယ်ကရင်ပြည်နယ်တို့တွင်မိုးနှင်းငယ်မှအတင်းအကျပ်ရွာသွန်းနိုင်ပြီးမွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွေမှာ24နာရီအတွင်းမိုးရေချိန်အနည်းဆုံးတဒသမနှစ်လက်မအထိရွာနိုင်ပါတယ်မေလ17ရက်နေ့မေလ12ရက်နေ့တွေမှာတောင်ဘက်နဲ့အနောက်ဘက်က ဝင်လာတဲ့မိုးတိမ်များဆက်လက်ရွေ့လျားနိုင်မဲ့လမ်းကြောင်းတွေတခြားမှာရှိတဲ့အလဲပိုင်းမိုးနဲ့ရေရှားဒေသတွေနဲ့အနောက်ဘက်ရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့ အရှိတ်ရှမ်းပြည်နယ်ဒေသတွေအပြင်မြောက်ဖက်ကချင်ပြည်နယ်အထိမိုးရွာနိုင်မိအခြေအနေတွေဖြစ်ပေါ်ပါမယ်။ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာမိုးသေးထန်နိုင်မိုးများနိုင်ပါမယ်။မေလ18ရက်မှစတင်ပြီးမေလ16ရက်နေ့အတွင်းတနင်္လာရီတိုင်းမွန်ပြည်နယ် ကရင်ပြည်နယ်အေရဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းတောင်ပိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းနဲ့တချင်ပြည်နယ်တွေမှာမိုးများနိုင်ပါတယ်။မေလ18ရက်နေ့မှမေလ19ညနေ24နာရီအတွင်းရခိုင်ပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့တချင်ပြည်နယ်တွေမှာမိုးအလွန်များနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။